မန်စီယိုလီလာအငားနဲ့ခေါ်ယူဖို့ကာလာတာစာရေးသင်ချင်ရွယ်နေဘောလုံးကြပ်ပြများအတွက်ကျမတို့ရဲ့ 1mm channel ကိုပြန်လည်ကြိုဆိုပါမယ်။ဂျူရန်ကီကလပ်ဂါလာတာဆိုင်အသင်းကအင်နာမိုင်ယာမီတိုက်စစ်မူမန်စီကိုလေးလအငားနဲ့ခေါ်ယူဖို့ချိန်ရွယ်နေကြောင်းသိရပါဗျ။ အင်နာမယာမီတင်းကမေဂျာလီပြောင်းပွဲမှာပုံမှန်ရာသီပြီးဆုံးသွားပြီဖြစ်ပြီးရာသီတစ်ကလာမယ့်နှစ်မတ်လဝင်ကျင်းမှာမှပြန်လည်ပြီးတော့အစတင်မှာပါ။ဒါကြောင့်အာဇင်တီးနားတင်းကောင်းဆောင်မက်ဆီက2026ကမ္ဘာဖလားပြောင်းပွဲမတိုင်ခင်ပွဲရင်အဆက်မပြတ်ရှင်ပြန်ကစားခွင့်ရရှိစေဖို့အတွက် sorry လေးမှတွားရောက်ကစားဖို့စိတ်ကူခဲ့ကြောင်းပြီးခဲ့တဲ့ရက်သက်တပတ်တွင်သတင်းထွက်ခဲ့ပါတယ်။အခုကာလာတာဆိုင်တင်းကမက်ဆီစိတ်ကူထားတဲ့အချိန်လီလာတာအငားစာချုပ်နဲ့ခေါ်ယူဖို့ချိန်ရွယ်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ ်ကာလာတာဆိုင်းတဲ့ကမက်ဆီကိုမကြခင်တရားဝင်ကမ်းလှမ်းဖို့စီစဉ်နေပြီးအင်နာမယာမီတင်းမှာတနစ်တာအတွက်လောင်းစာပေါင်း15တန်းရရှိနေတဲ့မက်ဆီကိုလေးလတာအတွက်အရင်နှုံထားတိုင်းပေးချေသွားဖို့အသိရှိနေကြအောင်လဲနာမည်ကျော်တူရကီအားကစားမီဒီယာဖိုတိုမတ်ကဖော်ပြခဲ့ပါတယ်ကနဒါဆိုင်တဲ့ကလက်ရှိချိန်မှာတူရကီစူပါလိကိုဦးဆောင်နေပြီးချန်ပီယံလိမှာလည်းနိုင်ပွဲဆက်နေတဲ့အသင်းဖြစ်ကြောင်းသိရပါဗျ။